ခုဒါနပြုနေကြတာဘာလို့ဘာကြောင့်ပြုနေကြတာအကျိုးလိုလိုပြုတာပေါ့နော်အကျိုးလိုလိုပြုတာအဲ့ဒါဥစဉ်တို့ဗုဒ္ဓဘာသာအနေနဲ့ပြောမယ်ဆိုရင်တန်တရာကြီးမှာအရှိရှိဥစဉ်တို့ကျင်လဲလာခဲ့ကြတော့ဘူးအဲ့ဒီတန်တရာတစ်ချက်မှာဥစဉ်တို့ပြုခဲ့တဲ့ဒါနတွေဘယ်လောက်များမလဲဟင်ဘဝတွေမရင်တော့နိုင်ဘူးဆိုအဲ့ဒီတဘဝတစ်ဘဝမှာဒါနပြုခဲ့တာတွေဘယ်လောက်များလဲစဉ်းစားကြည့်နော်ဒါနပြုလို့ဆိုတာပြီးခဲ့ကန့်ခဲ့တာတွေပေါ့ ဟုတ်လားသာသနာနဲ့တူလို့တူခဲ့တာတွေကြတော့ဒါကောင်းတာပေါ့အဲ့ဒါတွေဟာအစင်းသိရှိတယ် install အဲ့ဒါတွေကအကျိုးပေးမလို့စောင့်လားနော်အဲသူတို့ကိုခေါ်တိုင်းချူးယူတိုင်းငါအကျိုးရမှာအဲ့ဒီသူတို့ခေါင်းကြီးချူးနေရပါတော့ဒီဘဝဒါနပြုဒါနနဲ့ဒါနကိုချူးယူတော့ကြိတ်ကြဲချင်းဆွဲယူတာဒါမှမဟုတ်အခုဒီဘဝဒါနပြုတယ်ဆိုတာတနည်းအားဖြင့်ပြောရင်အဲ့ဒီနောက်ဘဝတော့ပြုခဲ့တဲ့ဒါနစေတနာကြီးအကျိုးပေးခွင့်ရအောင်တရားနေပြီးတော့ဖန်တီးပေးနေတယ် အဲ့ဒီလိုမြင်ရတယ်နော်ကို့မှာဒီဒီဒီကံကြီးအများကြီးရှိတယ်ကောင်းတဲ့ကံလည်းရှိတယ်မကောင်းတဲ့ကံလည်းရှိတော့အဲ့ဒီကံနဲ့အကျိုးပေးခွင့်ရအောင်ဆိုတော့ဒီကဒါနနဲ့နော်လမ်းဖွင့်ပေးနေဟိုရှေ့တုန်းကရေတွင်းရေတွင်းသေးသေးတူးတဲ့ခါကျတော့ပိုက်နေမှလားရေမလာဘူးဆိုရေချူတယ်ဆိုတာရှိတယ်မလားရေဒီကိုကပထမရေထည့်ပေးလိုက်ရတယ်ပြီးတော့ပြန်ဆောက်လိုက်တဲ့ခါကျတော့ရေလိုက်လာနော်အဲ့ဒီလိုပေါ့ဒါနနဲ့ဟိုကဟာဆွဲယူတာချူးယူတာနော်ဒါကြောင့်မို့ တို့အခုခင်မှာလည်းပြောကြတယ်အင်းလောကရဲ့ဒီကောင်းတဲ့အရာဝတ္ထုတွေပစ္စည်းတွေအခြေအနေတွေလိုချင်ရင်နဲ့ပထမဆုံးမင်းကပေးရမယ်နော်ပထမဆုံးမင်းကပေးမှဒါတွေရမယ်မပေးမှမရဘူးဘာကြောင့်လဲဆိုခုနကလို့ပေါ့ဒါနနဲ့ဒါနဟိုဒါနအကျိုးကိုဆွဲယူတာမျိုးနော်ဒါကြောင့်မို့ပေးကမှုဒါနကိုဒါဘာသာတိုင်းကကျင့်ဖို့ရတိုက်တွန်းနော်ဒါဗုဒ္ဓဘာသာနဲ့မဟုတ်ဘူးခရိယံလည်းခရိယံလိုက်ဒါနရှိတာပဲမွတ်စလင်လည်းမွတ်စလင်လိုက်ဒါနရှိတာပဲ အဲ့လိုဒါနအကျိုးပင်းခွေတန်အောင်လုပ်တဲ့ခါမှာလည်းပဲပြပြသားသားရဲရဲရင့်ရင့်နဲ့တကယ်ယုံယုံကြည်ကြည်နဲ့လုပ်ရင်တကယ်အကျိုးပေးတယ်နော်ရှင်းလုံးကဝတ္ထုတစ်ခုအနေနဲ့လိုလိုပဲပြောနော်ဒီရှင်းလုံးကတတိတယောက်ရှိတယ်အဲ့ဒီတတိယတိတ်ချမ်းသာတော့ကိုဆိုတော့ရေချိုးခန်းကြီးဆောက်ထားလိုက်တာတသိန်းကုန်နေတဲ့နော်ရေချိုးစရာအခုခေတ်ဆိုတတ်ပေါ့လေအဲ့ဒါမျိုးကတသိန်းကုန်နေတဲ့သူထိုင်စရာဖန်နဲ့လုပ်ထားတဲ့ခုံကတသိန်းကုန်နေစသည်စသည်ဖြင့်ရှိတယ်ပေါ့ သူကနေတိုင်းနေတိုင်းကတော့တထောင်ထံထမင်းစားနော်တလတခါလာပြီးနေကြတော့သူကတသိန်းတန်ထမင်းစားအဲသူထမင်းစားတော့မယ်ဆိုတန်းဟိုမြို့ကျင်းချလိုက်သေးတယ်လာကြည့်လိုက်ကြငါဘလို့ဟန်တယ်ငါဘလို့ချမ်းသာလဲဆိုလူတွေလည်းပွဲကြည့်တယ်လို့သွားကြည့်ကြတာနော်တနေ့တော့တော့တော့လာတဲ့လူထင်းထင်းထင်းလာရောက်တဲ့လူကသွားကြည့်တယ်ပေါ့လေသူမိတ်ဆွေအိမ်တဲပြီးတော့သွားကြည့်တော့သူအဲ့ဒီအဲ့ဒီထမင်းစားခြင်းနဲ့စိတ်ပေါ်လာဘယ်လို့မှဘာလို့လို့မရဘူးနှိမ်လို့မရတော့သူရဲ့ဟိုစားခြင်းနဲ့စိတ် ဒါနဲ့သူ့မိတ်ဆွေပြောတယ်ဟေးငါတော့ဒီသမင်းစားကျင်တယ်ကွာဟာဟေးကွာမဖြစ်ဘူးမင်းဒါတထေးစားတာတသိန်းတန်ငါအဲ့ဒါမစားရရင်တော့ငါတေးလိမ့်မယ်စားရမှာပဲငါတော့ဖြစ်ဒါနဲ့မိတ်ဆွေကတွားပြီးတော့တထေးတွားပြောတယ်ဟိုတထေးပေါ်လေလူလူပဲညာကျွန်တော်မိတ်ဆွေတယောက်ရှိတယ်သူမစားရရင်ပေးမပြောနဲ့အဲ့ဒါတလုတ်လောက်ပေးလိုက်ပါဘာဟာဘယ်ပေးလို့ရှင်းမလဲကွာသမင်းတလုတ်တလုတ်ကမင်းတရားနှစ်ရတန်တာဒီလိုလာတော့လင်းတာပေးရရင်ငါစားရတော့မှာမဟုတ်ဘူးမင်းမင်းနိုင်ဘူးလို့တထေးကပြောတယ်အဲ့ဒါတွားပြောတယ်ဟေးမင်းကြားလားတထေးပြောတယ် မဖြစ်ဘူးမင်းမလို့ချင်တာမရနိုင်တော့မတောင်းတန်တယ်တကယ်ချင်းငါတော့ဘယ်လိုမှမသိဘူးဒါမှမဆိုင်ငါတကယ်သေတော့မှာနောက်တစ်ခါတော့ပြောရမယ်ပြောတော့ခုနလိုပဲညင်းပြီးတော့နောက်တော့တတိယပါပြောလဲမင်းသုံးနှစ်ငါကြုံခံမလားအဲ့ကြံငါကျွေးမယ်ကျွန်းခံမယ်နောက်တိတ်စားရင်လားဒီဒီဓမင်းကိုအဲ့နာနေသူသုံးနှစ်ပေါ်လေသူဒီထဲအိမ်မှာနေပြီးတော့လှုပ်တော့ပေါ့အကုန်လုံးတစ်ခါလဲကြည်ပြောင်းလှုပ်ပြီးတယ်အဲ့သုံးနှစ်ပြည့်တဲ့ခါကျတော့တတိယသူကောင်းကောင်းကျွေးကျွေးတယ်ပေါ့ဗျအဲ့ဒီနေမှာ จานาเปลี่ยนเสร็จไปแล้วตะเทียตุตุตุเอ้ไอ้กะหลูนี่เปาะถ่าเลยตุไม่ยากะล้วยหลูตะชะหลูนี่เอ้ง่ากูปิสุตุหลูตุโกดินี่ปิสุจ้ะตุไอ้มันหลุดတော့ตุซ้าတော့แม้หลุดหนูရှင်พิสิกาพุทธะยောက်ล่ะซ้นล่ะคันเนาะถ้าจริงจริงเปาะล่ะเนาะดิไอ้เฉิงก็ใต้ไม่ရှင်เออแล้ว तू อ่ะရှင်พิสิกาพุทธะซ้นล่ะยัดอ่ะเรียนแล้วတော့เฮ้ตะคาตะเลอหลูกันရှိတယ်ง่ามาหลูเสียไม่ရှိဘူး တခါတည်းလဲငါကလှူကျင်တယ်လှူစရာလေးရှိတယ်လှူကံပုဂ္ဂိုလ်လည်းမတွေ့လို့မလှူပါဘူးဒီလိုဖြစ်ခဲ့အခုရှင်ပြည့်စေကဘုရားလည်းကြွလာငါမှလည်းအခုဒါရှိကံမဖြစ်ဘူးဆိုတော့ခြမင်းကွက်ကိုသူကိုယ်တိုင်ယူပြီးတော့ရှင်ပြည့်စေကဘုရားရှိသွားလဲအနားရောက်တဲ့ခါကျတော့ပထမဒီခွက်ကိုကလူတယောက်ခဏပေးထားတော့ကြာနေရှစ်ခိုးပြီးတော့အဲ့ဒီခွက်ကိုကင်ပြီးတော့သူကရှင်ပြည့်စေကတပိတ်ထဲခြမင်းလောင်းလောင်းထဲတာပေါ့တဝက်ကြတဲ့ခါကျရှင်ပြည့်စေကဘုရားကတပိတ်ပိတ်ထား တော်ပြီဗောမင်းလည်းစအောင်ပါဆိုတော့ तू ကလျှောက်တယ်အရှင်ဖေဟာဒါတယောက်တည်းပါဗျာဒါကိုနှစ်ယောက်ခွဲနေလို့အကျိုးမရှိဘူးအဲ့တော့တပည့်တော်ရဲ့ဒီဘဝကိုမကြည့်ပါနဲ့ဗျာဒီလိုတော့တန်တရားကိုကြည့်ပါနောက်ဘဝကိုကြည့်ပါဒါမှမဟုတ်အလှခံတော်မူပါအကုန်လုံးလှူလေသုံးနှစ်ကျွန်ခံရတဲ့ထမင်းနော်တလုံးမှမစားဘဲနဲ့တချိန်ပိစကဗုဒ္ဓကိုလှူလိုက်အဲ့လိုပြတော့လူတွေရတဲ့ခါလဲတိတ်ပြီးတော့ဝန်းတာပြီးတော့တာရုခေါ်ရပါလေကောင်းကြီးပြီးတော့ ခါရက်ကိုဘာနဲ့တူလဲမုံများချင်းသလိုပဲတဲ့နော်တမျိုးလုံးဟာလဲအုပ်ကျကျဖြစ်သွားတော့တတိယတတိယဘလို့ထင်လဲအာဒီကောင်ဒီလောက်ကောင်းတဲ့ထမင်းမစားတတ်လို့ပေါ့လေနော်ကိုယ်ကားဖြစ်လို့လူတွေကတော့ကြီးကုန်ပြီပေါ့ဒါနဲ့ထွက်မေးဘယ်လိုလုံးဆိုဒီလိုမဟုတ်ဘူးအခုဒီလိုလှူလိုက်လို့ဆိုတော့မှတတိယပြောတာအေးငါတငါတက်တလုံးငါပါခဏငါခံစားလာရတယ်တခါမှဒီလိုလှူဖို့ရစိတ်မရခဲ့ဘူးဒီကောင်သိတော်တဲ့ကောင်မယ်ဆိုတော့မင်းအလှူငါအမျှပေးပါကွာငါငွေတထောင်ပေးပါ ဆိုသူအမြပေးလိုက်တာအဲ့လိုသူငွေတထောင်ရငွေတထောင်ရတာပြင်တတိတတိသူ့ရှိတဲ့ပစ္စည်းတွေခွဲပေးတယ်ချက်ချင်းကျိုးပေးတာနော်နောက်ရှင်ပြန်ကကြားပြန်တော့ရှင်ပြန်လည်းဒီတိုင်းပဲပေါ့ငါအမြပေးရအောင်ဆိုပြီးတော့တခါငွေပေးပြန်ပေးပြီးတော့နောက်ကျတော့ဘာလဲဆိုသူ့ကိုတတိရလူပေးလိုက်တယ်တတိခန့်လိုက်တယ်ချက်ချင်းချက်ချင်းကျိုးပေးတော့တာပြောတာနော်ပြက်ပြက်သားသားနဲ့လှုပ်လာဟာငါငါရှင်ငါပစ္စည်းသုံးနှစ်ကျော်ကလည်းထမင်းတော့စဉ်းစားကြည့်ဟာလား ကောင်းပြီဒါကဥစဉ်မြရှေးတော့ဟာပါအခုခေတ်တော့ဒီလိုရှေ့မှရှိမှာပါလို့ပြောလေနော်ဒီနိုင်ငံမှာဖြစ်ခဲ့ဘူးတာတကူရှိတယ်ဒါဟိုဟိုးရှေးတော့1930လောက်က depression ဆိုတာရှိခဲ့တယ်အဲ့ဒီမှာလည်းလူတွေအခုလိုဆင်းရဲကြတယ်မွေးကြတော့မိမတယောက်ကအားတဲ့ပထမသူအီလီနွားမှာနေတယ်တဲ့အဲ့ဒီကနေသူ Florida ပြောင်းသွားတယ်ငွေလေးပိုင်းလေးအတင်းတင်းရှိတော့ဗောအင်္ဂလိပ်ရှိ stock market သူကဝါးဝဲထားတာ အဲ့ဒီဟာလာတဲ့ခါကျ stock market လည်းရှုံးတော့ကုံကုံရောဆိုတော့အိမ်လေးကတော့သူကပတ်စံပေးပြီးသားမလို့အိမ်လေးကတော့ပိုင်းနေတယ်တနေ့မှသူဘာမှစားချင်မရှိတော့စားချင်မရှိတော့သူအတော်ရှိလှမ်းပြီးတော့စားရည်တယ်လိုလိုပဲပေါ့ကျမကစားချင်မရှိလို့နည်းနည်းပေးပါဘူးအဲ့လိုစားရည်လိုက်တော့ကိုအဲ့ဒီအချိန်မှာပေါ့လေသူ့အိမ်မှာပေါမုံတလုံးကိုသူနည်းနည်းနည်းစားတာပေါမုံနှစ်ချက်ပဲကျန်တယ်နော်တအိမ်လုံးမှာသူစားချင်နှစ်ချက်ပဲကျန်တယ် ဲ့ဒီသူ့တော်ကဘယ်လိုစာပြန်လဲလို့ချက်ချင်းပြန်ရင်တည်းနင့်ရဲ့ဒုက္ခကဘာလဲဆိုရင်နင်သူများရှိရလိုချင်တာပဲရှိတယ်အဲ့တော့နင်ဟာပေးဖို့နင်လုံးဝမစင်စားဘူးအဲဒါကြောင့်မို့နင်ဆင်းရဲနေတာအဲ့တော့နင့်ရဲ့ပြဿနာဖြေရှင်းဖို့လှူလှူလှူပေးဒါလေးပဲရှိပြန်ပေးလိုက်တယ်ချက်တယ်ဘာမှမဟုတ်လားအဲ့ဒါသူစာဖွင့်လိုက်တော့ဒါတူတူစိတ်ပြက်သွားတော့ပါလေစိတ်ပြက်သွားစာလေးသာပြစ်ချက်သွားတော့အဲ့ဒီချိန်မှာအိမ်တကလာခေါက်ဖွင့်လိုက်တဲ့ခါကျတော့ အဲ့နာအဖိုးကြီးတယောက်ဖြစ်တယ်အာတကယ် respectable အဖိုးကြီးပေါ့အဲ့သူကလည်းအာနာပါနာရှက်ရှက်နဲ့ပေါ့လေပြောတယ်လူပဲကွဲငါလည်းစားစရာမရှိဘူးအဲဒီနေ့ငါလည်းစားစရာထွက်ရှာတယ်သူလည်းသူဇနီးတို့ဘာလို့တာသမီးတွေရှိသေးတာသူတို့အတွက်လည်းရှာဖို့ဆိုငါဘာမှမရခဲ့ဘူးပေါ့လေအဲ့တော့ဒီလိုဖြစ်ပြောလဲငါတခါမှမကြုံဘူးအဲ့တော့နင့်မြစားစရာလေးညာရှိရင်ငါနည်းနည်းပြီးပါပေါ့သွားတောင်းတော့တောင်းတော့အဲ့ဒီမိမသွားပြီးတော့ refrigerator ဖွင့်ပြီးတော့ပထမတစ်ချက်ထုတ်လိုက် ဆက်ထုတ်လို့ तू ပေးမလို့ပေါ့ခေါ့ဟိုဘာလေးနဲ့ဆက်ကလေးနဲ့ထုတ်နောက်တော့ तू तू အတော်ရေးရစာသတိရပေးပေးပေးပေါ်လေးနေစာကင်လောက်တော့ဆက်ရဆိုတော့နှစ်ချက်စလုံးနဲ့နော်နှစ်ချက်စလုံးတော့လို့ပြီးတော့ तू ပေးလိုက်အပြောပြောပြောသေးတယ်ပေါ့လေကျမမှာဒါပဲရှိတယ်။ဒါလည်းတိတယ်ပို့ပေးစရာမရှိလို့ဒါပဲပေးရတာစိတ်မကောင်းဘူးဆိုတော့သဘောပေါက်တယ်အဲ့လိုပေးတယ်။အဲ့တော့အဲ့ဒီ 4G တိမတော်တာတော့ကိုတဲ့ဒီမိမမှာဒါပြင်အဲ့ဒီနေစားစရာလုံးဝမရှိတော့ဘူးစား 4G ပဲတိမလဲ။အဲ့လိုပေးလိုက်တယ် ဆန်းတယ်နော်ပြေးလိုက်လို့မကြဘူးတဲ့လူတယောက်ကလာတကားခေါက်ပြန်အဲ့ဒီတကားဖွင့်လိုက်တဲ့ခါကျတော့သူ့အိမ်ကြီးကပုံမုံတလုံးပိုက်ဝင်လာတယ်နော်ဒါသူ့အိမ်မှာဖုတ်ထားတဲ့ဘုံဘုံပေါ်လေဒါလက်ဆောင်လာပြီးပါလေပေါ့ကြည်စမ်းအဲ့နောက်တနေ့ကျတော့ချက်တဆောင်ရောက်လာတယ်ငွေ30ချက်ဘယ်ရပါရတယ်မသိဘူးအဲ့နောက်ရက်အတော်လေးနေပြန်တော့သူ့အကူတယောက်က နင့်ငွေနေတော့ငါပေးမလို့ပေါ့လေမိတ်နေအခုမှပေးတာဆိုတော့ငွေ50ချက်ချင်းကျူးပေးတာပြောတာနော်ဒေတာဓမ္မအကျိုးဆိုတာရှေးတော့ငါမှရှိတာမဟုတ်ဘူးအခုလေးရှိတယ်ဒါမလို့ဒီလိုကျိုးပေးမှလည်းသိချင်မှသိကြမှာပေါ့လေနော်ဒါကြောင့်မို့ကောင်းမှုကုသိုလ်တွေကကို့မှာရှိနေတော့ဘူးအဲ့ဒီကောင်းမှုကုသိုလ်တွေအကျိုးပေးခွင့်တောင်းအောင်ကိုကတည်းကဖွင့်တတ်ဖို့ပဲရေးကြည့်တာချူးယူတတ်ဖို့ပဲရေးကြည့်အဲ့ဒါဘာနဲ့ချူးယူရမလဲသူ့ဟာနဲ့သူပြန်ချူးယူရမှာဒါနနဲ့ပဲချူးယူရမှာ ဒါကြောင့်မို့ပေးကမ်းမှုကိုအလေးချင်းလုပ်ကြပေးမှရတယ်တဲ့။နော်ကိုကမပေးဘူးကိုဟာဆိုမရနိုင်ဘူး။သူများဘာမှမပေးတဲ့လူကကိုလိုပေးတဲ့လူကမရှိဘူးလေ။နော်အဲ့ဒါပေါ့။ထို့အတူပဲပေးတယ်ဆိုတာဒီပစ္စည်းမှမဟုတ်ဘူး။မေတ္တာစေတနာလည်းပေးလို့ရတာပဲ။ကိုတူရနော်လောက်အနည်းနဲ့လည်းပေးလို့ရတာဒါတွေလည်းပေးရတယ်။အေး။တန်ခိဖို့တို့တကူပြေးသွားတယ်။ကောင်းပြီဘလောက်လှူရမလို့ ဘယ်အတန်းရှိတိအောင်လှူရမှာတော့ဘုန်းကြီးဘုန်းကြီးအနေနဲ့ပြောဆိုမင်းတို့ရှိသမှာအကုန်လှူကြကွာလို့ပြောရတယ်ဟမ်တရားပါခရိယာနေမှာပါရှိတယ်တိုက်သိင်းဆိုရှိတယ်နော်တိုက်သိင်းဆိုပါလို့ဆဲဘုန်းတို့ကလှူရတယ်ဟာအခုတည်းကမော်မော်နေအဲ့တိုင်းပဲလှူခံတယ်မင်းမော်မော်နဲ့ဝင်ရင်ကျွန်တော်ရဲ့ income ဆဲဘုန်းတို့ကလှူရမယ်ဆိုတော့10%လှူရမယ်ဆိုတော့တခါတည်းကလက်မှတ်ထိုးရတယ်အဲ့တချို့ကလည်းအဲ့ဒါကူပဲသဘောကျပြီးတော့သူကလှူတယ်နော်ဒီလိုတိုက်လို့ရင်ပေါ့လေဒီတဲ့ အစာပေါ်များဆိုပြန်ရတယ်ဆိုတော့ယုံကြည်ခြင်းနဲ့လုပ်ကြတာမွတ်စလင်တွေကဘယ်လောက်လှူရလဲသိလားဘာမှမသိဟမ်2.5%ကိုကိုဝင်ကိုရ2.5%လှူရဗုဒ္ဓဘာသာကြဘယ်လောက်လှူရ No limit နော်လှူခြင်းတလောက်လှူဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားဘယ်လိုဟောထားတော့အေဒတေညာယမေတာဝီဘုံစေးထာစာတတိထာစာစားလဲစားကြဟေးတဲ့ หลู่แล้วหลู่จ๋าဒီလိုပဲပြောတာเนาะဘယ်လောက်စားရမလဲဘယ်လောက်လှူရမလဲဆိုတော့အတိအကျမပြောဘူးအဲ့တော့ကိုယ့်အကူဒါတော့ကြည့်ပြီးတော့ဝန်နဲ့အားမြားနဲ့လေးဆိုလို့ကြည့်ပြီးတော့ဒါလှူတာတန်းရတာပေါ့เนาะအဲ10%နဲ့ပိုးလှူနိုင်တဲ့လေးရွှေလေးလှူเนาะ10%မလှူနိုင်ဘူး20%လှူနိုင်ဒီတည်းနဲ့လားဘယ်လိုပဲဖြစ်ဖြစ်အလှူထန်းလောက်တော့လောက်အောင်ဒါပဲပေါ့အဲ့တော့စားလဲစားလှူလဲလှူဆိုတာဗုဒ္ဓဘာသာပါတာเนาะတနည်းအားမှာဟောထားတာရှိတာကတော့ကို income ကို လေးဖို့ခွဲလိုက်တယ် နော်ဤကိနဘောကံပုံစေးရတဲ့တဖို့နဲ့ကိုစားဖို့တော့ဟုတ်ပါဘူးဟောလေအဲ့ဒါလို့ဒွိဟိကမံပြောစီရတဲ့နဖို့နဲ့ကုန်ကူးတန်းရောင်းပဲလို့ပေါ့လေ business လို့ကြမ်းတဲ့နောက်ဆုံးအဖို့ကတော့တိမ့်ထားရတဲ့မင်းဘေးရန်တွေ့တဲ့အခါအသုံးလိုတဲ့အခါလို့လို့လူဆောင်ပေါ့ပြအဲ့ထင်မှာပါဠိတော်လာလာတော့ဘုရားဟောတာငါထားခါရေးတယ်လူဆောင်ပဲထည့်ရထုတ်အောင်လဲဆိုကိုစားဖို့ထည့်ရထုတ်အောင် မင်းမင်းလေးဖို့တဖို့လေးကမင်းအဲ့ဒါနဲ့စားဆိုအဲ့ထက်ထုတ်ပြီးတော့အစိတ်ဝက်ထုတ်ပြီးတော့လှူတဲ့နော်အဲ့လိုဆိုတာဒါကြောင့်မို့ဘလောက်လှူရမယ်ဆိုတဲ့တမတ်ချင်မျိုးဥစဉ်လုံးဘုဒ္ဓဘာသာမှာမရှိဘူးကိုစေတနာရှိတော့ကိုလှူနိုင်တော့လှူစေတနာရှိတော့မို့လှူနိုင်တော့လှူနော်စေတနာဆိုတော့ရှိကြပါလေဟုတ်လားဟိုတရားလှူတဲ့လူကအမှန်နဲ့ပြန်တထောင်လှူခြင်းနဲ့စေတနာရှိမှာသူကသူကသူတတ်နိုင်တော့လှူတော့ပေါ့အဲ့ဒါကြောင့်မို့တတ်နိုင်တော့လှူကြ